အားလုံးပဲမင်္ဂလာပါစမတ်မြန်မာကနေကြိုဆိုပါရစေ။ကျွန်တော်တို့မြန်မာနိုင်ငံမှာရွှေရင်းနှီးမြုပ်နှံမှုဆိုတာလူကြိုက်များတဲ့ရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်ပါတယ်။လူကြိုက်များပေမဲ့လည်းလူအများကျွလွန်လေးရှိတဲ့အမားတွေကြောင့်ငွေကြေးဆုံးရှုံးမှုများစွာဖြစ်ပေါ်တတ်ပါတယ်။ရွှေကစီးပွားရေးမတည်ငြိမ်တဲ့အခါ အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားတဲ့ခိုးလုံရတစ်ခုဆိုတာမှန်ပေမဲ့ဒီကနေ့မှာကျွန်တော်ဖော်ပြပေးမယ့်ရွှေရင်းနှီးမြှုပ်နှံမှုအမှား9မျိုးတည်းကတစ်ခုခုကိုတင်လုပ်မိတယ်ဆိုရင်ငွေကြေးဆုံးရှုံးမှုဖြစ်ပေါ်နိုင်ပါတယ်အခုဗီဒီယိုမှာဒီအမှားတွေကဘယ်လိုအမှားမျိုးတွေလဲနောက်ပြီးတော့ဘယ်လိုရှောင်ရမလဲဆိုတာတွေကိုအသေးစိတ်အစဉ်စဉ်ဖော်ပြပေးသွားမှာဖြစ်လို့အဆုံးထိကြည့်ရှုပေးသွားကြပါဦးနံပါတ်1ရွှေစင်းနှုတ်အမြဲတက်မယ်လို့မှာယွန်းစွာယုံကြည်ခြင်း လူအများကရွှေစည်းတက်ပဲရှိတဲ့ကာလတူအနေထားနဲ့ဝယ်ထားတိုင်းမျက်မယ်လို့ထင်မိတတ်ကြပါတယ်။ဒါပေမဲ့တစ်ဖက်မှာရွှေစည်းချက်ချင်းကျဆင်းသွားနိုင်တဲ့သဘောတရားကိုသိရှိနားလည်ထားဖို့အရေးကြီးပါတယ်။တမိုင်းကြောင်းအရလက်တွေ့ဥပမာကိုကြည့်ရရင်2013ခုနှစ်တုန်းကရွှေစည်းဟာ28ရာခိုင်နှုန်းအထိကျဆင်းခဲ့တာကိုတွေ့ရပါတယ်။အဲဒါကြောင့်မလို့ဈေးနှုန်းအတက်ကျများတဲ့ကာလတူတွေဖြစ်တဲ့ကြားကာလတွေကိုစိတ်ရှိရှိနဲ့တီးခန့်ဆောင်ဆိုင်ပြီးရွှေကိုရေရှည်ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့ပြုလုပ်သင့်ပါတယ်။နံပါတ် ငွေကြေးဖောင်းပွားမှုဖြစ်ပေါ်တိုင်းရွှေဈေးအမြဲတက်မယ်လို့ထင်မြင်ခြင်းဒါကတော့လူတော်တော်များများထင်မြင်လေးရှိတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်တကယ်တမ်းတော့ငွေကြေးဖောင်းပွားမှုနဲ့ရွှေဈေးနှုန်းဆက်ဆက်မှုဟာအမြဲတမ်းတော့ဆက်ဆက်မှုရှိမနေပါဘူး1980ပြည့်လွန်နှစ်များအစောပိုင်းကငွေကြေးဖောင်းပွားမှုနှုန်းတွေမြင့်မားခဲ့ပေမဲ့ရွှေဈေးနှုန်းကနှစ်ပေါင်းများစွာကျဆင်းနေခဲ့တာကိုတွေ့ရမှာပါအဲ့ဒါကြောင့်မို့လို့ရွှေကိုငွေကြေးဖောင်းပွားမှုမှကာကွယ်ဖို့တခုတည်းသောနီလန့်အဖြစ်တသက်မှတ်ထဲမှတ်ယူမထားဖို့လည်းလိုအပ်ပါတယ် နံပါတ်3ရွှေစည်းကြမစတင်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်စောင့်ဆိုင်နေခြင်းရွှေစည်းကြတဲ့အချိန်ကိုစောင့်ဆိုင်ပြီးရွှေထဝယ်ခြင်းဟာတခါတလေမှာ အခွင့်အရေးကောင်းတွေကိုဆုံးရှုံးရတတ်ပါတယ်ရွှေစည်းကြနေတာကို ဒီထက်ပိုပြီးထက်ကြနိုင်မလားဆိုပြီးဆောင်းဆိုင်ကကိုဝယ်တဲ့အခါမှာရွှေစည်းရုပ်တရက်ပြန်တက်သွားတဲ့အခါနစ်နာဆုံးရှုံးမှုတွေဖြစ်ပေါ်နိုင်ပါတယ်ဒီနေရာမှာအကြံပေးချင်တာက Dollar Cost Averaging ဆိုတဲ့ DCA နည်းလမ်းကိုအသုံးပြုပြီးလစဉ်လတိုင်းပုံမှန်ဝယ်ယူခြင်းဖြင့်ရွှေစည်းနှုန်းအတက်ကျတန်းကိုပြင်းပြအနေနဲ့ခံနိုင်ရရှိလာမှာဖြစ်ပါတယ်နံပါတ်၄ဈေးကြီးပေး၍ဝယ်မိခြင်း ျွန်တော်တို့မြန်မာနိုင်ငံမှာရွှေတင်ကလက်ဝှေ့ယတနာအစရှိတာတွေကိုဝယ်ယူရမှာအယောတွက်လက်ခအနေနဲ့9ရာခိုင်နှုန်းကနေ15ရာခိုင်နှုန်းအထိပေးဆောင်ရတာတွေရှိတာကြောင့်ပြန်လည်ရောင်းချတဲ့အခါပြန်လည်ရရှိမှာမဟုတ်တဲ့အပူကုန်ကျစရိတ်အနေနဲ့ရှိတာကြောင့်ရွှေရင်းနှီးမြုပ်နှံသူတွေအနေနဲ့တတိထားတွက်ချက်တင်ပါတယ်ဒီကနေ့ခေတ်အချိန်ခါမှာတော့ digital ရွှေတွေဖြစ်တဲ့ UAB ပေး KBZ ပေးကဲ့သို့သောဝန်ဆောင်မှုများကိုအသုံးပြုပြီးကုန်ကျစရိတ်တက်တာစွာရင်းနှီးမြုပ်နှံမှုပြုလုပ်နိုင်ပါတယ် နံပါတ်5ယင်းဤမြုပ်နှံမှုအားမျက်မျက်တက်တက်ဖြန့်ဝေမထားခြင်းတင်းရဲ့ပိုင်ဆိုင်မှုငွေကြေးအလုံးကိုရွှေတစ်ခုထဲမှာယင်းဤမြုပ်နှံထားခြင်းဟာအလွန်အမင်းစွစားလုံးရကြပါတဲ့ကျက်ဥတွေအလုံးကိုချင်းတောက်တစ်ခုထဲမှာစုပေါင်းမထည့်ထားတင်ဘူးလို့ဆိုကြတယ်လို့ပါပဲတင်းရဲ့ယင်းဤမြုပ်နှံမှုတွေကိုရွှေစတော့အင်ချမ်းမြေအစရှိတာတွေမှာခွဲဝေယင်းဤမြုပ်နှံထားတင်ပါတယ်နံပါတ်6လုံကြုံစွာမသိမ့်စေခြင်း နံပါတ်6ချက်ကတော့ရိုးရှင်းပါတဲ့ရွှေဟာတန်ဖိုးကြီးမားတဲ့ပစ္စည်းတစ်ခုဖြစ်တာကြောင့်ခိုးယူခံရနိုင်ကြလေမြင်မာပါတဲ့အဲ့ဒါကြောင့်မလို့ဗန်များမှာရွှေကိုတည်တန်းစာထောက်ထားနဲ့အံ့နိုင်ခြင်းဒါမှမဟုတ်ဒီจิตတဲ့ရွှေအနေနဲ့ယင်းနှိမ့်နိုင်ခြင်းဖြစ်လုံကြုံစွာတင်းစီထိမ့်သိမ်းထားနိုင်ပါတယ်။နံပါတ်9ရွှေယင်းနှိမ့်နိုင်မှုဆိုင်ရာဘဟုတုတနေပါခြင်း။ရွှေရောင်းဝယ်မှုပြုလို့ရမှာဈေးကွက်ဆိုင်ရာလက်ကွက်များနဲ့ အခြားသောသိရှိတဲ့တည်ထားတဲ့အချက်လက်အကြောင်းအရာတွေကိုတေချာလေးလိလနာလဲသိရှိမထားဘူးဆိုရင်အမကြုံတွေ့ရတတ်ပါလေရွှေရင်းနှီးမြုပ်နှံမှုနဲ့ပတ်သက်ပြီးကျွန်တော်တို့စမတ်မြန်မာကနေတေချာလေးအသေးစိတ်ဖော်ပြပေးနေတာဖြစ်တဲ့အတွက်ကြောင့်ဗီဒီယိုလေးတွေကိုအသေးစိတ်ပြန်လည်ကြည့်ရှုနိုင်ပါတယ်နောက်ပြီးတော့တကယ်လက်တွေ့မှာအကျိုးအမြတ်ရရှိအောင်ရင်းနှီးမြုပ်နှံမှုစတင်ပြုလုပ်ချင်သူတွေအတွက်ရွှေရင်းနှီးမြုပ်နှံမှုတင်နန်းကိုလည်းဖွင့်လှစ်ပေးသွားမှာဟာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့စမတ်မြန်မာမှာလာရောက်အနှံတက်ရောက်နိုင်ပါတယ် ရွှေရင်းနှီးမြုပ်နှံမှုဟာတကယ်ကိုကောင်းမွန်တဲ့ရွေးချယ်စရာရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်ပေမဲ့ကျွန်တော်အခုဖော်ပြပေးခဲ့တဲ့အမားတွေကိုရှောင်ရှားနိုင်မှသာလျှင်အောင်မြင်ပြီးအကျိုးအမြတ်ရှိတဲ့ရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်လာမှာပါတဲ့အနေနဲ့ဒီအမားခုနှစ်ခုတည်းကဘယ်အမားမျိုးကိုလုတ်ခဲ့ဘူးလဲတင့်ရဲ့အတွေ့အကြုံတွေကိုကိုမတ်မှာမျှဝေပေးသွားပါဦးနော်အခုဗီဒီယိုလေးကတင့်အတွက်အသုံးဝင်အကျိုးရှိစေတယ်ဆိုရင် like follow subscribe လုပ်ပြီးတော့အားပေးသွားကြပါဦးခင်ဗျာ